အားလုံးပဲကြည့်လိုက်ကြပါဦးကမ္ဘာအချမ်းသာဆုံးလက်ဝဲသမားဖြစ်တဲ့ကော်နာမက်ဂရေဂါဟာကျွန်တော်တို့စိတ်ကူးလို့ရတာထပ်ကိုကြော်လွန်နဲ့ကြွယ်ဝမှုကိုပိုင်ဆိုင်ထားလို့ပါသူ့ရဲ့ပတ်စံတွေဟာဘလောင်းတောင်များနေလဲဆိုရင်မြေပေါ်ရောရေပေါ်မှာပါဇင်းခန့်ပစ္စည်းတွေဟာပိုင်ဆိုင်မှုစရင်ဒေါ်လာတန်ပေါင်းများစွာတန်တဲ့ဇင်းခန့်ကားမျိုးစုံနဲ့ရှားပါးတဲ့ Lamborghini ရွက်လီများနဲ့ကိုပိုင်ကျွန်းတွေကိုတောင်သူကအလွယ်တကူဝယ်ယူနိုင်ပါတယ် နိုင်ီတန်ဖို့စံချင်ရင်တော့ကြည့်မယ်ဆိုရင်သူ့ရဲ့နိုင်ီကိုဘောလုံးပြီးရင်ခရစ်စတီယာနိုရော်နာဒိုရဲ့နိုင်ီနဲ့နိုင်ရှင်ပြချက်ဘူးပါတယ်အဲ့ဒီမှာမက်ဂရဂါရဲ့နိုင်ီဟာရော်နာဒိုရဲ့နိုင်ီထက်သုံးစားပိုသေးကြီးတယ်ဆိုတာကိုတက်တည်ပြသွားခဲ့ပါတယ်ကားစုဆောင်မှုအနေနဲ့ကြည့်မယ်ဆိုရင် Lamborghini, Aventador, Rolls-Royce, Ferrari စတဲ့ကားတွေကိုပိုင်ဆိုင်ထားပြီးသူ့ရဲ့ကားကိုယ်တော်တစ်ခုတည်းရဲ့တန်ဖိုးဟာဒေါ်လာ၁၀သန်းရှိပါတယ် ။မက်ဂရဂါနေထိုင်ရအင်ကြီးကလည်းတာမန်မဟုတ်ပါဘူး။လာစဗေးဂတ်မှာရှိတဲ့သူ့ရဲ့ဈေးခန်းအင်ဒေါ်တန်ဖိုးဟာဒေါ်လာ15သန်းရှိပါတယ်။အင်ရဲ့အချက်လက်များဒီခန်းထားတဲ့အင်ကြီးမှာကိုပိုင်ရီချိုးခန်းပါတဲ့အိတ်ခန်း6ခန်းပါဝင်ပါတယ်။ကျယ်ဝန်းနဲ့မီးခွက်အပြင်မြို့ရဲ့မယုံနိုင်စက်ကောင်းတဲ့ကောင်းကင်ရန်ရှူးခန်းတွေကိုလည်းကြည့်ရှုနေပါတယ်။ဈေးခန်းတစ်ရှိအပြည့်စုံသူ့လိုလုခွေသမားတို့လိုအပ်တဲ့ကိုပိုင်အားကစားခန်းပါဝင်ပါတယ်။ ဒါပြင်အပန်းဖြေဖို့အတွက်အဆုံးမရှိရေကူးကန်းစပါနီယာနဲ့မီနီဂေါ့ဖ်ဂွင်းတို့ကိုလည်းတက်ဆင်ထားပါတယ်။နောက်ဆုံးစိန်ခံခြင်းကတော့ဒီအင်ကြီးရဲ့စိန်ခံမှုတွေကိုပုံမမြင့်တင်ပေးဖို့ကိုပိုင်ဒီစကိုကလပ်တစ်ခုတောင်ပါဝင်ပါသေးတယ်တဲ့။သူ့ရဲ့ကိုပိုင်ရွက်လီလည်းရှိပါတယ်။သူ့ရဲ့နာမည်နဲ့စိတ်ကြိုက်ပင်စင်ထားတဲ့ Lamborghini Macra ကရွက်လီတစ်စီးပါပိုင်ဆိုင်ထားပါတယ်။တင်းရဲ့အိမ်မက်ကတော့ပါလဲ။ ီလိုငွေကြီးပမာဏတွေဒါတင်လက်ထမ်းမှရှိလာမယ်ဆိုရင် ပထမဆုံးဘာကိုဝယ်ယူပြီးဘာလုပ်မလဲဆိုတာကိုမှတ်ချက်ကောမန်မှာရေးသားများဝေခဲ့ပါအောင်ခဗျာ